တရုတ်ရုရှားအီရန်တို့နျူကလ িয়ার အရေးဆွေးနွေးပွဲပေကျင်းမှာကျင်းပမည်တရုတ်နိုင်ငံဟာအီရန်နျူကလ িয়ার အရေးနဲ့ပတ်သက်လို့ရုရှားအီရန်တို့နဲ့ပေကျင်းမြို့တော်မှာအင်ရှင်အဖြစ်မှတ်လဆက်လက်ရမှာသွေးဆောင်ဆွေးနွေးဖို့အစီအစဉ်ထားကြောင်းတရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့တာကိုရိုက်တာသတင်းမှာပါရှိပါတယ်အဲ့ဒီဆွေးနွေးပွဲတဲ့ပုံရုရှားနဲ့အီရန်နှစ်နိုင်ငံစလုံးမှာဒုတိယနိုင်ငံကြားရေးဝန်ကြီးတွေဆေးလုံမယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကချုပ်ဆိုခဲ့တဲ့မဟာဗျူဟာမြောင်းပူပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်နဲ့အတူအီရန်နဲ့ရုရှားတို့အကြားဆက်ဆံရေးဟာ2022ခုနှစ်ယူကရိန်းစစ်ပွဲစတင်ကြတဲ့ကနေရှိုင်းလာခဲ့တာဖြစ်ပါတယ်။ပေကျင်းမှာဆွေးနွေးကြမဲ့အဆိုပါစီဝေးတွင်တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကတဘာဝတိအဖြစ်ဆောင်ရွက်မှာဖြစ်ပြီးနိုင်ငံခြားရေးဝန်ကြီးဌာနပြောရင်းဆိုခွင့်ရှိသူမော်နင်ကမတ်လ7ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ် အီရန်ယူရေနီယံတူလာမှုတိုးချဲ့တာနဲ့ပတ်သက်လို့မလ14ရက်နေ့မှာကျင်းပမယ်နေယူရမျိုးကုလသမဂ္ဂလုံခြုံရေးကောင်စီတကားပဲအစည်းအဝေးပြီး အခုဘေကျင်းဆွေးနွေးပွဲကို ပြုလုပ်ဖို့အစီအစဉ်ခဲ့တာဖြစ်ပါတယ်။အီရန်နျူကလ িয়ার အစီအစဉ်ကိုကင်တဲ့ဖြေရှင်းမှုနိုင်ငံတကာကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ရုရှားနိုင်ငံဆိုင်ရာအီရန်တန်မန်နဲ့မိမိတို့ဆွေးနွေးခဲ့ကြအောင်ရုရှားဒုတိယနိုင်ငံသားရေးဝန်ကြီးကပြီးခဲ့တဲ့သတင်းပတ်အတွင်းကပြောကြားထားပါတယ်။ အီရန်နဲ့ကုန်သွယ်ရမှာ အမေရိကန်သမ္မတဒေါ်နယ်ထရပ်အဆိုရကရုရှားကိုကူညီဖို့သဘောတူခဲ့ကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပြီးတဲ့နောက်အထက်ပါအတိုင်းနျူကလ িয়ার အရေးဆွေးနွေးပုံပေကျင်းကအတည်ပြုခဲ့တာဖြစ်ပါတယ်။အီရန်ကတော့နည်းနည်းအစိဖြစ်တုံ့နိုင်နေနျူကလ িয়ার သတ်စင်ရေးမလုပ်ကြောင်းညှင်းဆိုထားကာလအတန်ကြာပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်းလက်နက်အစီရောက်လို့ရောက်ခင်း90ရာခိုင်နှုန်းအထိယူရေနီယံသက်စင်ရေလုပ်ငန်းကို60ရာခိုင်နှုန်းရအောင်အီရန်ဟာတိတာထင်ရှားအရှိန်မြင့်နေတဲ့ဆိုပြီးကုလသမဂ္ဂအနုမြူပုံဆောင်တည်ရေးအဖွဲ့ IAEA ကသတိပေးထားပါတယ်။သူရဲ့နျူကလ িয়ার အစီအစဉ်ပေါ်သားမြင့်ခြင်းအတွက်တုံ့ပြန်တဲ့အနေနဲ့တီဟူရန်အပေါ်ဖိတ်ဆို့အေးအေးမှုတွေကိုရုတ်သိမ်းပေးခဲ့တယ်။ 2015ခုနှစ်မှာပြည်တွင်တရုတ်၊ပြင်သစ်၊ဂျာမနီ၊ရုရှား၊အမေရိကန်တို့နဲ့အတူဘူးတွဲဖက်ဆောင်ပူးပေါင်းဆောင်ရွက်ရဲ့အစီအစဉ်ကိုအီရန်ကလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။